အခုကြည့်နေတော့ iPhone ကင်ထားလို့ဆိုရင်ဒီဗီဒီယိုဆောင်းအောင်ကြည့်တင်တယ်။အာဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ iPhone တွေမှာပါတဲ့အသုံးဝင်တဲ့ test trick တွေ feature လေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဘယ်လိုမျိုး test trick တွေ feature တွေပါလဲဆိုတော့ကျွန်တော်လည်းအတူတူအဆုံးထိကြည့်လိုက်အောင်။ ပထမဆုံးတစ်ခုကတော့ကိုဖုန်းတုံးနေတဲ့နေရာမှာကိုဖုန်းရဲ့ display pan တွေကိုဘာမှဆွဲလို့မရတော့ update တွေအားလုံးမလုပ်တော့ဘူးဆိုရင်ကျွန်တော်အခုပြောမယ့်နီလန်ဒီလန်လှုပ်လိုက်ရင်မိတ်ဆွေရဲ့ဖုန်း screen ကိုကောင်းကောင်းမွန်မွန်နဲ့ပြန်ပြီးတော့အသုံးပြုလို့ရပါလိမ့်မယ်။ဒါလေးကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့မပြောခင်ပါဒီလိုမျိုး touch error တွေကဘာကြောင့်ဖြစ်တာလဲဆိုတော့အရင်ပြောပြပေးပါတော့။ဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုတော့ကိုကကိုရဲ့ iPhone ကို iOS update တင်လိုက်တယ် အဲ့ချိန်မှာကိုက wifi က disconnect ဖြစ်သွားတာဒါမှမဟုတ်ကိုကဖုန်းကိုပိတ်လိုက်မိတာဒီလိုမျိုးဆိုရင်ကျွန်တော်တို့ update တွေပါပြန်ပြီးတော့တင်ပြီးွားပြီဆိုရင်ဒီလိုမျိုး attach error မျိုးကြုံတက်တယ်အဲ့လိုမျိုးကြုံပြီဆိုရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုကျွန်တော်အခုပြပေးမယ်ဒါလေးကဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်တို့ column app button ကိုတစ်ချက်နေမယ် column down button ကိုတစ်ချက်နေမယ်ကြောက်ကျွန်တော် power button ဖိထားလဲပေါ့နော်အာဒီလိုမျိုးလေးပေါ်လာလိမ့်မယ်အာကိုဖုန်းကကျွန်တော်တို့ touch ကလုံးဝနှိပ်လို့မရအောင်ဆိုတော့ကျွန်တော်ဒီ power button လေးကိုပဲ၅စက္ကန့်လောက်ထပ်ပြီးတော့နှိပ်လိုက်အဲ့ခါကျရင်ကျွန်တော် app ရဲ့ logo လေးပေါ်လာလိမ့်မယ်ပေါ့နော် ဲ့ခါကျရင်ဖုန်းက review ကြပါပြီအဲ့လိုမျိုး review ကြဝင်ဆိုရင်ကျွန်တော်ကိုဖုန်းလေးရဲ့ test ကအဆင်ပြေပြီနဲ့ကောက်ကောက်မုံမုံတုံးလို့ရပါလိမ့်မယ် အဲ့တော့နောက်တစ်ခုသွားလိုက်အောင်နောက်ထပ် feature တစ်ခုကတော့ကိုကခုမှ iPhone ကိုစပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ကိုကဖုန်းသုံးတာတိတ်ပြီးတော့ use လို့မဖြစ်သေးဘူးဒါနောက်ပြီးတော့သူရှိမှပါတယ် Safari တို့ Mail တို့ဒီလိုမျိုးဟာမျိုးမသုံးကြင်ဘူးအရင်တည်းကကိုသုံးထားမှုပြီးတာ use လို့ဖြစ်တဲ့ကျွန်တော်တို့ Chrome တို့ Gmail တို့ဒါတွေကိုကျွန်တော် default app အနေနဲ့သုံးကြင်နေဆိုရင်အခုကျွန်တော်ပြောမယ်တိုင်းလေးလိုက်လို့လိုက်အဆင်ပြေသွားလိမ့်ဒီ feature လေးကိုဘယ်လိုမျိုးသုံးအောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်နောက်ပြီးတော့ကျွန်တော် home အောင်ဆုံးဆက်ချပြီးတော့ဒီ app ဆိုတာတွေ့ပေါ့နော်ဒီ app တွေကိုထောက်ဝင်လိုက်ထောက်ဝင်လိုက်ပြီးတော့အပေါ်ဆုံးမှာကျွန်တော် default app ဆိုတာရှိနေမယ် အားလုံးထပ်ဝင်ထပ်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ default app တွေပါပါလာပြီးတော့เนาะအဲ့ချိန်မှာကိုက email ကိုကိုက mail ကိုမသုံးချင်ဘူးကိုအရင်ကသုံးမှုတဲ့ used to ဖြစ်တဲ့ gmail ကိုသုံးချင်နေဆိုရင် gmail လို့ယူပေးလိုက်ပြန်ထွက်အဒီမှာဆိုရင်လည်းနောက်ထပ် browser app ဆိုတာရှိပါတော့เนาะ browser app ကိုဝင်လိုက်ပြီဆိုရင်ဒီမှာ safari နဲ့ r search ဆိုတာရှိပါတော့เนาะကျွန်တော်အနေနဲ့ကျွန်တော်က safari ကိုတိမ်မကြိုက်ဘူးအဲ့တော့ r search ကိုကြိုက်တယ်ဆိုရင်ဒီ r search ကို ်နော် dashboard အနေနဲ့ထားလိုက်ရင်ရပါပြီဒါပြင်ဒီလိုမျိုး app search တို့ safari တို့အပြင်မှာ chrome နဲ့ပါအသုံးချင်တဲ့ဆိုရင်လည်းကျွန်တော်တို့ app store မှာတွားထားပြီးတော့ဒီမှာ dashboard app အနေနဲ့သုံးမယ်ဆိုရင်လည်းကောင်းကောင်းမွန်သုံးလို့ရတယ်အဲ့တော့ကိုကအခုမှ iphone ကိုစသုံးနေဆိုရင်ပို့ပြီးတော့သုံးရတာပို့ပြီးတော့ use to ဖြစ်သွားတာပေါ့နောက်တစ်ခုကတော့ကိုကကိုတငယ်ချင်းကို iphone ကိုငှားလိုက်တဲ့အချိန်မှာကိုတငယ်ချင်းက तू သုံးမဲ့ application ကလွှဲရင်အခြား application တွေကိုထွက်ပြီးတော့ကြည့်လို့မရအောင်လုပ်လို့ရရင်နီးလန်းလေးရှိတယ်အာဒီလိုမျိုးလေးလောက်ပြီးတော့ငှားမယ်ဆိုရင်မိတ်ဆွေရဲ့ privacy ကပို့ပြီးတော့ဆက်ကျူးရဖြစ်တာပေါ့ ဲ့တော့ဒါလေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ်ဒီ feature လေးကိုဘယ်လိုမျိုးတောင်းရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်နောက်ပြီးတော့ accessibility တဲ့ကိုထပ်ဝင်မယ်နောက်ပြီးတော့ whole out ဆုံးဆွဲချပြီးတော့ကျွန်တော်တို့ဒီမှာ guide access ဆိုတာရှိတယ်ဒီထဲကိုဝင်မယ်ဝင်မှာကျွန်တော်တို့ on ပေးလိုက်ဒီမှာ passcode setting နဲ့ဝင်မယ်ပြီးတော့ကျွန်တော် guide access passcode ကိုနှိပ်မယ်ဒီမှာကျွန်တော်တို့ password ထားပါတော့ဒီမှာတော့ကျွန်တော်ဒုညရေးအကုန်ထားလိုက်မယ်နောက်ပြီးတော့ပြန်ထွက်လိုက်အဲ့ဒီတော့ဒီမှာ accessibility shortcut ကတော့ပုံမှန်ဆိုရင်ပိတ်နေပါအဲ့ဒါလေးကိုကျွန်တော်တို့ on ပေးလိုက် ဒါလေးကိုအဲ့ဒါဆိုဘယ်လိုသုံးမလဲဆိုတာကိုကျွန်တော်အခုပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ application တစ်ခုလည်းဝင်အောင်ကျွန်တော် YouTube ထဲဝင်လိုက်ပဲပေါ့နော်ပြီးတော့ကျွန်တော် power button ကိုမြန်မြန်လေးသုံးချက်နှိပ်လိုက်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရပါပြီပုံမှန်ဆိုရင်ဒီမှာပြန် track ချင်လို့မရတော့ဒီ application နဲ့မှာပဲသုံးပါမှာပြန် track ချင်လို့မရဘူးဘယ်ပြန် track ချင်လဲဆိုရင်လည်း power button ကိုသုံးချက်မြန်နှိပ်ပြီးလိုက်အဲ့ဆိုရင်မှာ passcode တောင်းတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ရှိမှတက်ခဲ passcode ကိုထည့်ထည့်ပြီးလိုက်ဒီမှာဆိုရင်တော့တုံးရတယ်ပေါ့နော်ဒါတော့ ဟန်ကိုနှိပ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုဖုန်းလေးပုံမှန်တိုင်းပြန်သုံးလို့ရပါမှာပေါ့နော်ဒီ feature လေးကိုဖွင့်ပြီးတော့ကျွန်တော်တို့ကိုယ်တကယ်လေးကိုဖုန်းကားလိုက်တာဖြစ်ဖြစ်ကိုယ်အတိတရားကိုဖုန်းကားလိုက်ပါဖြစ်ဖြစ်ကိုယ့်ရဲ့ privacy အတွက်ပို့ပြီးတော့စိတ်ချရတာပေါ့နောက်ဆုံးတစ်ခုကတော့ကိုကဒီမော iPhone နှလုံးကိုဒီလိုခေါင်းကျင်းဆိုင်တည်ပြီးတော့ data transfer လုပ်တာအောင်မကြိုက်ဘူးဆိုရင်ပိတ်ထားလို့ရတယ်ဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုအခုပြောပြပေးမယ်ဒါလေးကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်နောက်ပြီးတော့ကျွန်တော် general နဲ့ဝင်မယ် general ဝင်မှကျွန်တော် airdrop တွေကိုထည့်ဝင်မယ်ပေါ့နော် အဲ့မှာကျွန်တော်တို့ brain divide together ကိုကျွန်တော်တို့ off နဲ့ပြလိုက်မယ်ဆိုရင်ကျွန်တော်တို့ iPhone ကြီးနှစ်ခုခေါင်းရင်းဆိုင်တင်ရင်တော့မှ data transfer လုပ်တော့မှာမဟုတ်ပါဘူးအဲ့တော့ဒီ view လေးကကျွန်တော်တို့ iPhone တွေမှာပါတဲ့အသုံးဝင်တဲ့ feature လေးတွေတင်ဆက်ထွက်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ် video မှာလည်းဒီလိုမျိုး iOS နဲ့ပတ်သက်တဲ့ feature လေးကိုထပ်ပြီးတော့ပြောပြသွားမှာမလို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခံပါ